စစ်ကောင်စီကကာကွယ်ရေးတပ်ဖွဲ့တွေရဲ့တရင်တွေကိုထောက်လှမ်းမှုအတွက်တချို့ပူပေါင်းလို့ခေါ်တဲ့စပိုင်ဘောလုံးတွေကိုတွင်တွင်ကျကျအသုံးပြုလာတွေ့ရပါတယ်။အဲ့ဒီစပိုင်ဘောလုံးတွေကဘာတွေလှုပ်ဆောင်နိုင်တယ်လဲဆိုရင်ရေပြင်စစ်အခြေဆိုင်စခန်းတွေတပ်ဖွဲ့တွေရင်းရွှေပြောင်းမှုတွေကို GPS နဲ့တိကျစွာစောင့်ကြည့်မှတ်တမ်းတင်တာရှားတိဥတုခြေနေကိုတိုင်းတာတာလေကြောင်းတိုက်ခိုက်မှုတွေအတွက်ပြင့်မှတ်သတ်မှတ်ပေးရပြီးလှုပ်ဆောင်နိုင်ပါတယ်။စပိုင်ဘောလုံးတွေအထက်မှာဘာတွေပါတယ်လဲ။အကြီးအအဖြစ်ဟီလီယံဒါမှမဟုတ် ဟိုက်ဒရိုဂျင်ဖြည့်ထားတဲ့လေအိမ်နဲ့အရေးကြီးဆက်ပစ္စည်းကိရိယာတွေတည်ဆောင်နိုင်တဲ့ပေးလုတ်ကွန်ဒိုလာတို့ပါဝင်ပါတယ်။အဲ့ဒီပေးလုတ်ထဲမှာဆိုရင်တော့နေရောညပါမြေပြင်ကိုထောက်လန်းစောက်ကြည့်နိုင်တဲ့ကင်မရာမြေပြင်ကနေထုတ်လွှတ်တဲ့ရေဒီယို walkie talkie ဒရုန်းနဲ့တခြားဆက်သွယ်ရေးလိုင်းတွေကိုကြားဖြတ်ဖမ်းယူရဲကိရိယာလားနဲ့ချီသုံးပြုနိုင်တဲ့ဆိုလာပြားနဲ့ဘက်ထရီတွေပါဝင်ပါတယ်။စပိုင်ဘောလုံးတွေဟာအမြင့်ပေတောင်းခွဲထက်မှပြန်ဝဲလေးရှိပြီးတော့လေရင်တွေမှာအသုံးပြုသလိုဆက်သွယ်ရေးဆက်တွေမပါတဲ့အတွက် သူတို့ရှိနေကြအောင်သတင်းထောက်လှမ်းလို့တော့မရပါဘူး။ဒါပေမဲ့မနက်ခင်းတွေမှာတော့ကောင်းကင်မှာတောက်ပတဲ့အဖြူအောင်လုံးကြီးဖြစ်မြင်တွေ့နိုင်ပါတယ်။